လာပါသမီးသမီးနာမည်လေးနဲ့အလုတ်ကိုင်းလေးပြောပါဦးအာသမီးနာမည်ထွန်ရွှေကျင်းကြီးပါအဲအလုတ်ကိုင်းကတော့ဆရာမလုပ်ပါတယ်သူရဲ့ကျုပ်ပညာရေးဒီဂရီကောလိပ်မှာပါမောလာဌာနမှာပါဟုတ်ပြီသမီးရဲ့အတွေ့အကြုံပြောမယ်ဆိုတော့လေအဲ့ဒီအဲအိမ်ွေထားတဲ့အတွေ့အကြုံကဘယ်နေ့ရစဖြစ်တာလဲအိမ်ွေထားတဲ့အတွေ့အကြုံက28ရက်နေ့ရပါ28ရက်ဟိုဒီလပိုင်း28ရက်နေ့ရစဖြစ်တာပါအိမ်ွေထားပြီတဲ့သူက အာမမီအိုမာတိတ်မှာဩဟုတ်ပြီအဲ့အဲအဲ့ဒီဟာကျတော့တမီးကိုတီးတဲ့ session တစ်ခုအနေနဲ့ပေးတာလားဒါမှမဟုတ်လို့ရှင်ရင်တို့ရဲ့တင်နန်းအပီးပေါ့နော်အဲတင်နန်းမှာတို့အိမ်ွေချတဲ့နေနဲ့တို့သွားပြီးတော့အိမ်ွေချကူထုံးပတ်သက်တဲ့မြအောင် software ဆိုဘက်ကထည့်ပေးလိုက်တယ်အဲ့တော့သူတို့ပြန်လာတယ် no လာတယ် no ပြီးပြီးချင်းအဲ့ဒီရခဲ့တဲ့အဲ့အင်္ဂွေချကူထုံးပညာရက်ကိုချက်ချင်းအသုံးချတဲ့အခါမှာ practice လုပ်တာလားဘယ်လို practice လုပ်တာဟုတ်ဟုတ် အော်အိမ်မွေးမချခင်ကကြတော့ဒီရင်သွေးလေးနဲ့ပတ်သက်ပြီးတော့ဗောနော်ရင်သွေးလေးကဒေါသကြီးတယ်အဲ့လိုမျိုးသူ့သူ့ရဲ့ဟိုတူလာတဲ့အတိတ်ဘဝနဲ့ပတ်သက်ပြီးတော့ဗောနော်သူ့ရဲ့အတိတ်ဘဝဟိုမျိုးဒေါသကြီးတယ်ဟိုဟိုမာမာနာတွေရှိတယ်ဗောနော်အဲ့လိုအမြဲပူလောင်နေရတယ်ဗောနော်ဟိုပြီးသွားလို့ရှင်ဟိုရင်သွေးလေးရလာတဲ့အခါကျတော့လေဟို ဒီရင်သူလေးမွေးဖို့ဖွားဖို့အတွက်မိသားစုကိစ္စဒီကလေးကိစ္စအဲ့ဒါတွေကိုပူပန်နေရတာပေါ့နော်အဲ့မှာမမီအုံမသိရသူ practice လုပ်မဲ့အချိန်ပဲကြာကြာတော့တမီကိုအဲဘာတွေဖြစ်ချင်လဲပေါ့နော်ဘာတွေလုပ်ချင်လဲဆိုတာကိုကိုကဖြစ်ချင်တာကတော့ကိုရဲ့ပူပန်မှုတွေကိုလျှော့ချချင်တယ်လို့ပဲပြောလိုက်တာပါနောက်ပြောပြီးတော့ကလေးလေးရဲ့ စိတ်တရေသားလေးရဲ့စိတ်ကလေးကိုပဲနူးညံ့ခြင်းနဲ့ပေါ့နော် သူကဒေါသတအားကြီးလို့မမာနတွေလည်းရှိလို့ပေါ့နော်အဲ့လိုမျိုးပြောတဲ့အခါကျတော့မမီးကဘာမှမပူနဲ့ပေါ့နော် သူအကုန်လုံးအေဂျင့်အောင်လုပ်ပေးမယ်ဆိုပြီးတော့အိမ်ဝှေ့ချတဲ့နည်းနဲ့လုပ်ပေးတာအဲ့လိုလုပ်ပေးလိုက်တဲ့အခါကျတော့အဲ28ရက်နေ့အဲလုပ်ပေးတဲ့ဝင်းကျင်ကတော့ နိုင်ဝဲ45မိနစ်လောက်ပဲကြာပါတယ်။အဲကြာပြီးတော့ပြန်ပြီးတော့နိုးလာတဲ့အချိန်မှာလုံနေတဲ့အချိန်ရောအဲအဲ့လိုမမီကအဲ့လိုမြေတားတွေလည်းပို့ပေးတယ်မြေတားနဲ့မြေတားတရားနဲ့လည်းဟိုဟီလင်းနဲ့လည်းသူကမြေတားတရားနဲ့လည်းအိပ်မွေချတဲ့နေရာမှာတုံးပါတယ်။အဲတုံးတဲ့အခါမှာသူကဒီခလေးလေးရဲ့ဗီဇပင်ပင်ကိုဗီဇကိုသူကဖျောက်ပေးလိုက်တာပါ။အခလေးလေးရဲ့သူသူခလေးလေးမှာရှိတဲ့ဒေါသမောဟတွေကိုပေါ့နော်အေဂျင့်နဲ့ခလေးလေးဖြစ်အောင်သူကပြောင်းပေးလိုက်တာ အဲ့ဒီအချိန်မှာတော့ဟိုပြန်နိုးလာတဲ့အချိန်မှာကလေးလေးကလုံးဝဘယ်လိုပူပူလောင်လာတယ်အဲ့လိုမျိုးဟိုသူ့မှာရှိရဒေါသတွေအဲ့လိုမျိုးပေါ့ဘာလို့ကျင်းနေညာလို့ကျင်းနေအဲ့ဒါတွေဘာမှမရှိတော့ဘူးเนาะကလေးလေးအတိုင်းဖြစ်သွားပြီးတော့အေးချမ်းသွားတာဟိုအရင်လုံးဝဆိုလို့ရှိရင်ညံ့လာတယ်အများကြီးတည်းပေါ့သမီးညံ့လာ လိုမာကြောနေတာပေါ့လေခတ်ထန်နေတာပေါ့ဒေါသတွေကလည်းအမြဲထွက်နည်းနည်းလေးပြောလိုက်တာနဲ့ဒေါသထွက်တယ်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်နေပါလေအဲအခုမမီးအုံမသိနေအိမ်မွေချပြီးသွားတဲ့အခါကျတော့အဲ့လိုမျိုးဒေါသထွက်တာတွေပါလေလည်းသိမရှိတော့ဘူးခလေးလေးကလည်းဟိုသူ့ဟာနေသူအေဂျင့်သွားတယ်ပေါ့နော်အဲအခုလိုအเจ้าမအလိုတွေ့တယ်ဆရာမတွေဟိုတငယ်ချင်းတွေအားဆိုမျက်နှာလေးကနုလာတယ်ပေါ့နော်အရင်လိုမျိုးခတ်ထန်မနေတော့ဘူးအဲ့လိုမျိုးလေးတွေပြောပြောတာမျိုးတွေရှိပါတယ် ဒါဆိုရင်သမီးကလေတိတာရဲဆိုတဲ့အခါလေဥမာအိမ်မွေမထခင်အနေထားကတော့ကိုကလေးကဒေါသကြီးရပါညာ ਉਹ ကအရှိန်ဘလိုလိုတိနေတာမျိုးလားဘလိုတိလာလဲသူကခံစားမိလို့ဒေါသကြီးတော်လေအရင်တော့ဆိုလို့ရှင်လို့ရှင်ပေါ့ကလေးလေးအဲဒီကလေးလေးတည်းဟိုဒီကလေးလေးမရခင်တော့ဆိုလို့ရှင်အဲ့လိုမျိုးတိတ်ပြီးတော့တော်ရုံတန်ရုံကိစ္စတွေဆိုလို့ရှင်အเจ้าမှာကိစ္စတွေပါရှိလို့ရှင် ဟိုလှုပ်ပေးလိုက်တာများတယ်ပေါ့နော်ဒါကိုပြန်လှုပ်ပေးလိုက်အောင်ဆိုလို့ရှင်လို့ရှင်ဟိုတက်တက်လှုပ်ခိုင်းတာပဲဖြစ်ဖြစ်လိုးလိုးလှုပ်ခိုင်းတာပဲဖြစ်ဖြစ်ပေါ့နော်လှုပ်ပေးလိုက်တာများတယ်ပေါ့အခုကြတော့အဲ့လိုမျိုးဟုတ်သူကိုဝင်ရှိတဲ့အချိန်မှာကိုဝင်ရှိတဲ့အချိန်ကြတော့လေလုံမပေးနိုင်ဘူးပေါ့နော်ဒီဟာကဒါတက်တက်မဲ့လာပြီးတော့နှစ်ခါသုံးခါပြန်ခိုင်းတာပေါ့နော်ဒီဟာကိုလုံမပေးနိုင်ဘူးဆိုပြီးတော့အဲ့လိုပြန်ပြန်ပြီးတော့ပေါ့ပြန်ပြန်ပြီးတော့ပြောပလိုက်တာပေါ့လုံလဲလုံမပေးဘူးအဲ့လိုမျိုးပေါ့အမြဲဒေါသထွက်နေတာပေါ့နော် ဟိုတက်တက်မဲ့လောက်တာဟိုဘိုက်ကြီးတဲ့ဟိုပေါ့ခလေးလေးရှိတာဟိုပေါ့ခလေးလေးနဲ့ဟိုပေါ့တက်တက်မဲ့လုံနေတာဆိုပြီးတော့အဲ့လိုမျိုးတွေပေါ့နော်သူ့ရဲ့အရှိန်ဟိုကဒီသမီးကိုလာပြီးတော့ဟတ်ပေါ့နော်အဲ့လိုဒါပေါ့ဒါပေါ့ဒီမှာဇိပညာအရဆိုရင်လဲဟော်မုန်းအပြောင်းလဲ changes တာ စိတ်ကမိခင်ရဲ့စိတ်ပြောင်းလဲတယ်လို့သုံးသပ်မယ်ဆိုရင်လည်းသုံးသပ်နိုင်တာပေါ့နော်အဲနောက်တနည်းအားဖြင့်ခလေးကြောင့်လို့လည်းထင်တာပေါ့ဟိုပထမခလေးလေးတုန်းကကြတော့အဲ့လိုမျိုးမဖြစ်ဘူးဩအဲ့သူဟာမြေသူအေးအေးချမ်းချမ်းပဲသူ့ဘာနဲ့တူလေအေးအေးချမ်းချမ်းပဲလှုပ်ရှားရှိရလှုပ်တယ်ဟိုကိုယ့်ဘာမျိုးကိုအေးအေးချမ်းချမ်းပေါ့နော်အခုခလေးလေးကြတော့ဒီနှစ်လားနှစ်လားနဲ့သုံးလားလောက်ကြားထဲမှာသူကဟိုတိပြီးလဲပြီးတော့အဲ့လိုဒေါသတွေကအများကြီးဖြစ်နေတယ် ။ဟောဒါကြောင့်ကိုဝင်ကနှစ်ကြိမ်ဆောင်တာအခုကဒုတိယကိုဝင်ဆိုတော့ပထမကိုဝင်နဲ့နှိုင်းတဲ့အခါကိုဝင်ဆောင်ချိန်မှာဟော်မုန်းပြောင်းလို့ဒီလိုစိတ်ပြောင်းနေဆိုရင်ပထမအချိန်တော့လည်းဖြစ်ရမှာပဲ။ဒါပေမဲ့ပထမအချိန်တော့မဖြစ်ဘူး။အခုဒုတိယခလေးကိုဝင်ဆောင်ပြီ။အခုဆိုရင်သမီးကဘယ်နှလားဖြစ်သွားပြီ။မားလာတယ်။မားလာတယ်မအဲ။အာနှလားကြော်ပြီဆိုကြတဲ့ကစပြီး changes ဖြစ်လာပြီ။ဒါကြောင့်ဒါကိုပြောနိုင်တာနော်။အဲ့တော့အဲ့နေရာလေးမှာသိချင်တာကလေ ညနာပြောသလိုမမီယသမီးကိုနိုင်ွက်45မိနစ်မှအိမ်ွေချပေးလိုက်တယ်။အဲအိမ်ွေချပြီးနိုးလာတဲ့အချိန်မှလည်းဆပြီးတော့ရင်ထဲကပြောင်းလဲသွားတာလား။ဒါမှမဟုတ်နည်းနည်းကြာမှပြောင်းလဲသွားတာ။အဲနိုးလာတဲ့ကပြောင်းလဲသွားတာသူက။အဲမမီယအဲ့တူကိုအဲ့လိုမျိုးပေါ့ဟိုကလေးလေးကအေဂျင့်နဲ့ကလေးလေးပေါ့နော်။ဟိုဟိုဘာသာတရားအတိုင်းဆိုင်တဲ့ကလေးလေးအဲ့လိုပြောင်းနေဟိုကသူကပြောင်းသွားတာပေါ့နော်။အဲ့လိုအိမ်ွေမပြေခင်ထဲကပြောင်းသွားတယ်လို့ပြောပါမှာပေါ့။အဲ့လိုမျိုးရင်ထဲမှာအေးသွားတာပေါ့နော်။အဲ့လို ကိုယ်တိုင်ကရောခါလိုက်ရဆိုရင်အတွေးတွေနဲ့ဒီအိမ်မွေမချခင်တော့ပူလောင်တာတွေပါနေနဲ့အိမ်မပြောတာမျိုးကြုံဘူးလားကြုံဘူးလေအခုအိမ်မွေချပြီးတဲ့အချိန်ကျတော့အိမ်မွေချပြီးတဲ့အချိန်မှာတော့အိတ်ပြောတယ်။အရင်တော့ဆိုလို့ရှိရင်တော့အဲ့လိုမျိုးကိုတွေးတာမျိုးမျိုးတွေးပြီးတော့အဲ့လိုအိတ်မပြောတာရှိတာ။အခုကတော့ဘာမှမတွေးဖြစ်တော့ဘူးပေါ့။ခလေးရတယ် ဟိုခါတိုင်းရဆိုလို့ရှင်အထဲမှာလှုပ်ခတ်ပါညာအဲ့ဒါမျိုးရှိတယ်လားရှိတယ်ခါတိုင်းရဆိုလို့ရှင်ဟိုစေပညာအရဆိုရင်တော့ तू က9လကျော်မှလှုပ်တယ်ပေါ့နော်အော်ဒီကလေးလေးကကြတော့တမီးကအဲ့လိုစတဲပြီဆိုတဲ့က तू ကလှုပ်တာစတဲတာကိုទីတာစတဲတာကိုទីတာကလေဟိုတလာပိုင်းလောက်မှ तू ကလှုပ်တလာပိုင်းမှတမီးကစရှိရအောင်တလာပိုင်းမှစရှိရအောင် तू ကလှုပ်ဒါပေမဲ့မဖြစ်နိုင်ဘူးပေါ့နော်ခလေးကနားလာမှလာရင်အသက်ဝင်တာဆိုတော့လေအဲ့လိုမဖြစ်နိုင်ဘူး အဲ့နဲ့နှစ်လားနှစ်လားလောက်မှအဲ့နဲ့မူးလာတော့အစိမ်းကတော့ပြရတဲ့ခါကျတော့ဟုတ်တယ်ကိုဝင်ရှိတာပေါ့နော်အဲ့နှစ်လားလောက်ပဲဖြစ်တယ်သုံးလားလေးလားတို့လှုပ်တယ်တအားလှုပ်တယ်ပေါ့နော်သူကလေအဲ့တော့ဟိုအထရာဆောင်းရဲ့တော်တော်ဆရာဝန်ကပြောတယ်ဟိုဒီကလေးလေးက၁၂ပတ်ပဲရှိသေးတယ်ပေါ့နော်လှုပ်တာကိုမိခင်ကမသိနိုင်ဘူးပေါ့နော်သူကနေသူတော့လှုပ်တာမှန်ပဲတိတ်တိတ်လေးပဲရှိသေးတယ်ပေါ့နော်ဟိုမသိနိုင်ဘူးပေါ့နော်လှုပ်တာလှုပ်တာကိုသိရတယ်သူကလေအထဲထဲမှာအဲ့လိုညောင်းဆန်နေ အဲ့လိုကျောင်းထဲမှာဆိုလို့ရှင်လို့ရှင်အဲကျမ်းမာရေးမှုပေါ့နော်တို့အဲ့လိုကျမ်းမာရေးမှုအပူတယောက်ရှိအဲမင်းမကောင်းလို့ကျောင်းမှာအလုံးများလို့အဲ့လိုကြောစေးသွင်းခြင်းလို့ရှင်သူ့ကိုခေါ်သွင်းရတယ်အာသူဆိုလို့ရှင်လို့ရှင်လည်းအဲ့လိုဆန်းကြည့်ပေးတယ်ဆန်းကြည့်လို့ရှင်သူကလေကံတယ်အဲ့လိုတယောက်တည်းတောင်ဟုတ်ရလားမသိဘူးပေါ့နော်အဲ့လိုမျိုးသူကပြောတာအဲ့လိုကန်နာကိုတမိလည်းသိတယ်စမ်းကြည့်တယ်သူကစမ်းကြည့်တယ်သူလည်းသိတယ်ဟုတ်တယ်သူကလေအဲ့လို အဲတခါလေးရောက်နေရင်သူကလေဟဲ့တဖက်ထဲကန်တာမဟုတ်နှစ်ဖက်ကန်တာဟဲ့လေအဟိုအထွာဆောင်မရိုက်ခင်ဒီသူ့ကို၄၅လာရှိနေပြီလို့တော့ထင်ကြတာပေါ့နော်အဲ့လိုမျိုးထင်ရအဲအိမ်ငွေချပြီးတဲ့အခါကျတော့သူကလုံးဝငြိမ်ကြသွားတာ ကလေးလေးလိုမျိုးဖြစ်သွားတယ်။တကယ်ဘီဘီကလေးပုံစံမျိုးပေါ့နော်။ဘိုးဘဲဘွားလေးပါလီကအကြောင်းဆောင်ပေါင်းကြောင့်ပါလာတဲ့မန်နေဒေါသလေးဆိုတဲ့စိတ်ကြီးမရှိတော့ဘူး။ဒါမှမရှိတော့ဘူးသူမှလည်း။ဒါဆိုအဲ့ဒီနေ့ကသမီးတို့အိတ်မွေထားတဲ့အခါသမီးလိုချင်တာကပူပန်ဆိုးရိမ်မှုတွေကိုပျောက်ချင်တာ။ကလေးနဲ့ပတ်သက်တဲ့ဒေါသအရှိန်တွေပေါ့နော်။ကလေးမှာပါတဲ့ဗီဇစိတ်ကိုပြောင်းပြီးတော့ဘီဘီကလေးလိုဖြစ်ချင်တာပေါ့နော်။အဲ့တော့အိတ်မွေထားတဲ့မိနစ်30သို့မဟုတ်45မိနစ်အပြီးမှာသမီးရလိုက်တဲ့ percentage ကိုဘယ်လိုသတ်မှတ်လဲ။လုံးဝအပြည့်အဝရလိုက်တာလား။ ဒါမှမဟုတ်90ရာခိုင်နှုန်းလောက်လား80ရာခိုင်နှုန်းလောက်လားဘယ်လိုတွေးအဲဒီရတဲ့ပါဌနိကအပြည့်အဝရတာပါဟုတ်ကဲ့ပါဟုတ်အဲ့လိုဆိုတော့လေကို့အနေနဲ့အိမ်ွေချာကူထုံးပေါ်မှာမှတ်ချက်ပေါ့နော်အခြားသူတွေများအိမ်မွေချာကုထုံးနဲ့ပတ်သက်လို့သူတို့ယူသိမယူသိဆိုရင်သမီးဘက်ကပေးခြင်းနဲ့အကြံအဘလိုမျိုးဖြစ်မလဲ။အိမ်မွေချာကုထုံးကတော့ယူသိပါတယ်။အဲဒါဟိုဒါကကြတော့ဟိုဒါပေါ့ငါးချိန်မြောက်အိမ်မွေချာကုထုံးယူလာပါ ဟုတ်ကဲ့ပါအဲ့တော့ပထမတစ်ခေါက် UV ဆိုတာနဲ့သူကလုံးဝချိန်ချက်ဖြစ်ပါတယ်အဲကိုရဲ့ရင်ထဲမှာရှိတဲ့ဟိုကိုငငယ်ငယ်တည်းကရှိခဲ့တဲ့ trauma တွေအဲ့ဒါတွေအကုန်လုံးအိတ်မွေးချနီးနဲ့ဖယ်တာဆိုတဲ့အခါကျတော့အဲ့ဒါတွေအကုန်လုံးကအိတ်မွေးချဆက်ရှင်ပြီးသွားလို့ပြန်ထိုးလာတဲ့အခါမှာအဲ့ဒါတွေအကုန်လုံးကပေးတာပါနောက်ခလေးရှိတာကြတော့ခလေးရှိတာလည်းအဲ့လိုပဲ ဟိုဟိုခလေးမရှိခင်တော့ကတော့အိမ်ွေးချပူတော့မလုပ်ခင်တော့ကတော့ဟိုခင်မွန်းတယ်နေတာတိတ်ပြီးတော့အဆင်မပြေဘူးပေါ့လေနားလည်းမလွဲတာတို့ဘာလို့ညာတို့အဲ့လိုမျိုးတွေရှိပါအဲအိမ်ွေးချအဲနှစ်ခါနှစ်ကြိမ်မြောက်မှာခင်မွန်းတယ်နေလည်းအဲ့လိုရန်နေပါလေဖြစ်တာလည်းမရှိတော့စကားများတာလည်းပဲမရှိတော့ဘူးပေါ့နော်အဲမရှိဘဲနဲ့အဲကိုဝင်ရတာပါအဲအဲ့လိုမျိုးဆိုတဲ့အခါကျတော့သူကအိမ်ွေးချတဲ့ကုထုံးနဲ့ဘာပဲပြောပြောဟိုလူတယောက်ရဲ့စိတ်တည်တံမျိုးပြင်နိုင်မှာဖြစ်တဲ့အတွက် 我对呀，呀，反正我也没钱在那。 ဟုတ်ကဲ့ပါခိုင်းယူတင်တယ်လို့ထင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်တော့အဲ့နေရာသမီးကဟိုတင်တန်းမှာလည်းသမီးရှိနေတယ်လေဘေးရနေဟို admin ဆိုတဲ့အခါကျတော့ရှိနေတယ်အဲ့တော့မမ်မီတို့ကိုအိတ်မွေးချတာကိုဆရာမတင်ခဲ့တာလည်းမဟုတ်ဘူးမမ်မီအမသိတော့တခုပဲအမတီချာလောက်တာကသူတို့အိတ်မွေးချလိုက်တယ်အိတ်မွေးချပြီးတော့သူတို့ရှန်ဂရီလာကိုသွားတယ်ရှန်ဂရီလာကသူတို့ရဲ့ဆရာသခင်တွေကသူတို့ကိုသူတို့ကသူတို့ထည့်ပေးလိုက်တယ်ဘာထည့်ပေးလိုက်တယ်ဆိုတော့စာနဲ့တင်လိုက်တာလည်းမဟုတ်ဘူးပြန်နိုးလာလာချင်းမမ်မီကသမီးကိုချက်ချင်း အိမ်ဝင်ချပေးတယ်ဆိုတော့ဒါဆိုရင်ဘာတက်တည်ပြလဲဆိုတော့တကယ်ကိုပဲတင်ရိုးဟာထီရောက်တယ်တင်ကြားမှုထီရောက်တယ်အောင်မြင်တယ်အဲပြည့်ပြည့်နေဆိုတာပြောတွေ့တယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်